လူရှင်တို့သမီးမို့ရုပ်ရှင်လောကထဲမှာနေရပေးခြင်းမခံရတဲ့ဒဇင်ထူးမြန်ချောင်းကိုရင်ဖွင့်လာတဲ့ခင်လိုက်မင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်သူဟာဟာတာလူရှင်တို့မို့သမီးလေးဒဇင်ထူးမြန်တယောက်ရုပ်ရှင်လောကထဲမှာအနှိမ်ခံခွဲခြားဆက်ဆံခံရတဲ့အကြောင်းကိုပြောလာသူကနိုင်ငံကျော်ဟာတာတယုတ်ဆောင်ခင်လိုက်ပါအခုဆိုတယုတ်ဆောင်ခင်လိုက်ကိုယ်တိုင်က နိုင်ငံကျော်နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တယ်လို့သူရဲ့အမှုပညာမျိုးစံသားနဲ့သမီးဖြစ်တဲ့နေရဲနဲ့သဇင်ထူးမြင့်ကတော့သူတို့ရဲ့အမှုပညာကိုကိုယ်တိုင်ပုံဖော်ရင်နာမည်တခုရအောင်ကြိုးစားနေကြတာလည်းဖြစ်ပါတယ်အထူးသဖြင့်သဇင်ထူးမြင့်တဲ့နေရဲဟာနာမည်ကြီးသရုပ်ဆောင်ခင်လာရဲ့သားသမီးတွေဖြစ်ပေမဲ့ဖခင်ရဲ့အရှိန်အဝါကိုတုံးမချပဲအမှုပညာလမ်းကြောင်းမှာသူတို့လမ်းကိုသူတို့ကိုယ်တိုင်ဖောက်နေကြတာပါအထူးသဖြင့်သဇင်ထူးမြင့်ရွှေချိုတယောက်ဘဝကနေ တရုတ်ဆောင်နယ်ဘယ်ကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးအခုဆိုပြည်ိတ်သက်အားပေးမှုအခိုင်အမာရထားတဲ့တရုတ်ဆောင်တယောက်လည်းဖြစ်ပါတယ်။အခုဆိုဒဇင်ထူးမြင့်ဟာဇလန်းတွဲတွင်ရိုက်ကူးရင်ပြည်ိတ်သက်အားပေးမှုရအောင်ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရုတ်ဆောင်ဒဇင်ထူးမြင့်တယောက်ဇက်ကားတွေအရိုက်ပါသွားတာပါ။အခုဆိုဒဇင်ထူးမြင့်ဟာအမှုပညာလုပ်တွေကိုအခုနောက်ပိုင်းတိတ်မလုပ်တော့ဘဲဖလော့တွေရိုက်ကူးနေတယ်လို့စီးပွားရေးနယ်ပယ်ကိုကူးပြောင်းနေကြတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့သူ့ကိုအမှုပညာလုပ်တွေလုပ်စေခြင်းမိမဲ့သူကတော့ခံယူချက်ပြောင်းပြီးရေရှည်လျှောက်လို့ရမယ့်လမ်းကိုရွေးချယ်ခင်ရတယ်လို့သစင်ထူးမြင့်ကပြောပြပါတယ်။အခုခါမှာတော့သစင်ထူးမြင့်ရဲ့ဖခင်ဖြစ်သူဦးခင်လိုင်ကိုရိုင်းကတမီးဖြစ်သူဟာအမှုပညာကိုဝါသနာပါပြီးမဲ့သူမရဲ့မာနနဲ့အတွေးခေါ်တွေကြောင့်ဒီလမ်းကိုရွေးခဲ့တာပါ ဆိုပြီးဖခင်ဖြစ်သူကပြောလာခဲ့ပါတယ်။တရုတ်ဆောင်ခင်လိုင်ရဲ့အဆိုအရသစင်ထူးမြင့်ဟာအရေးချင်းရှိတဲ့တရုတ်ဆောင်တယောက်ဖြစ်ပေမဲ့လည်း ဒီလောကကအရေးချင်းရှိတဲ့သူတွေကိုဥစားမပေးတဲ့အထာရီရှိတာမို့ဖြစ်တင်တာကိုရွေးချယ်လိုက်တယ်လို့ဆိုပါတယ်။အထူးသဖြင့်တရုတ်ဆောင်ခင်လိုင်ကသူသမီးလေးတစဉ်ထူးမြင့်ကိုတရုတ်ဆောင်ခင်လိုင်ရဲ့သမီးဆိုပြီးအမြင့်ကိုစွဲတင်ပြီးကူညီပေးမယ်လို့မရှိသလိုအရင်ချင်းကိုအတိမတ်ပြုတဲ့လူတွေကလည်းရှားတာမို့ရေရှည်ရက်တီလို့ရမယ်လမ်းကိုရွေးချယ်နေတာလို့ပြောလာတာပါ။ အဓိကအဖြစ်သဇင်ထွန်းမြတ်ဟာဟာတလူရှင်တော်တဦးရဲ့တမီးမှုဆွဲမခေါ်ခြင်းကြတာလဲပါတယ်လို့သရုပ်ဆောင်ခင်လိုင်ကရင်ဖွင့်လာပါတယ်။တကယ်ဆိုခင်လိုင်ဟာဒါရိုက်တာတယောက်ဖြစ်တာကြောင့်သူ့အနေနဲ့ခေါ်ရိုက်ဖို့ပြောလို့ရပေမဲ့သဇင်ထွန်းမြတ်ဟာအမှုပညာမာနာကြီးပြီးဘသူကမှဖားမနေတယ်လို့အဖေကလည်းပြောမနေတော့ပဲသရုပ်ဆောင်လောကကနေသူနဲ့ကိုက်မဲ့ vlogger လို့စီးပွားရေးလို့ကိုချက်ချင်းပြောင်းပြီးလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ။ဘာပဲဖြစ်ဖြစ်အခုချိန်မှာသစဉ်ထုမြင့်ဟာထိတ်တန့်မင်းသမီးမဖြစ်ပေမဲ့လေအတိုင်းတာတစ်ခုထိအောင်မြင်မှုလမ်းကြောင်းပေါ်ခြေချနိုင်ပြီမို့ဖခင်တရုတ်ဆောင်ခင်လိုင်ကကြည်နက်နေတာပါ။အထူးသဖြင့်တရုတ်ဆောင်ခင်လိုင်ကသူ့ရဲ့မျိုးဆက်သစ်ကိုနေရာမပေးချင်ကြတဲ့အတွက်ဝမ်းနည်းမိပြီပဲ။သားသမီးတွေရဲ့ထူးချွန်တဲ့အရေးချင်းတွေနဲ့ကိုယ်ပိုင်လက်သက်ဖောက်နိုင်တဲ့အပေါ်မှာအယံကိုဝမ်းသာဂုဏ်ယူလို့နေခဲ့တာပါ။ပြိတ္တကြီးတို့ရော ခင်လိုင်ရဲ့မျိုးဆက်တင်လေးဖြစ်တဲ့အယန်းကိုချစ်စရာကောင်းတဲ့သမီးကျော်လေးဒဇင်ထူးမြင့်ကိုချစ်ခင်အားပေးနေကြသလားဆိုတာပြောသွားပေးကြပါအောင်ရှင်။